ဗုဒ္ဓနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာရန်တိုက်ခန့်နေတဲ့ထိတိုက်တွေ့မယ်စီဇန်နာတစ်မျိုးလက်တွေ့တစ်မျိုးကြုံမယ်ဥတီချက်လမ်းကြောင်းတွေမှာအတန်းစီအပိတ်ဆိုအနောက်ဆက်တွေနဲ့ကြုံမယ်စိတ်ရှိသီးခံပြီးပြသရမယ်ရန်ပတိဘက်ကနေလည်းအမြဲကြုံတတ်တဲ့ဆက်ပစ္စည်းလျှက်ဆက်ပစ္စည်းဒီချိန်မှဝင်နေအဝယ်မှားတတ်တဲ့ ဒီအချိန်မှာငွေကြေးများစွာရင်းနှီးမြှုပ်နှံမှုကိုလည်းမပြုတ်နဲ့စေနောင်ရှိတဲ့ရှိတတ်တဲ့ဘီဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။ ရှိရနေရယံပတိဘက်ကရနဲ့ရင်ဆိုင်ပြီးမှလို့ရှိရပြေဆုံးမယ်ကိုရနေရအရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်တယ်၁၀ရနေမှာခီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်မယ်၁၇ရနေမှာငွေရေးကြေးကန်ကောင်းမဲ့လက်ပွင့်မဲ့လိုရာပြေဆုံးမယ်အဲ့နေရလာပြင်းနေကစုံလာပြင်းနေဖြစ်တဲ့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေဆောင်ရွက်လဲဆင်းပြေးမယ်၁၇ရနေမှာရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကံရဲ့အနှစ်သာရကိုကြုံမယ်၁၇ရနေမှာပတိဘက်ကနေကြားရတဲ့ဖြတ်သန်းရမယ် ဆယ်လေးရက်နေမှာမတော်တဆအနေကျူးဆန့်ရမယ်။ရန်တိုက်ခတ်နေတယ်လေထိတိုက်တွေ့တတ်တယ်။ရှေ့ရကူတီသွားစရာနေဖြစ်တတ်တယ်။မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်တွေ့သွားလာနေထိုင်အထူးပြုကျူးဆန့်ရပါလိမ့်မယ်။ကြာသာပတိနေ့၊သောကြာနေ့၊စနေနေ့၊မွေးသူတွေကောင်းကျိုးပေးတယ်။အင်္ဂါနေ့ဗုဒ္ဓနေ့၊မွေးသူတွေဒုက္ခပေးတတ်တယ်။ငါကိုလေးကနန်းနေချိုးပြတယ်အနီအောင်ချက်သွင်းအောင်ပန်းရောင်တို့ကိုတုံးပြီးလို့ရှိရကိစ္စများဆောင်ရွက်ပါ အရင်ဤနိဗ္ဗာန်မှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာစံလူဒါနာပြုပါကျေးဇူးတင်ပါတယ်